ရော်နီဆွဲအယုတ်ဆိုင်မှာအလုပ်လုပ်တဲ့ရှက်တတ်တဲ့လူတယောက်အကြောင်းကိုမိတ်ဆက်ပြီးသွားလို့ပါလေ။သူကလူဝင်နဲ့တိတ်ပြီးမပေါင်းဝင်တဲ့သူငယ်စဉ်ကတည်းကကားပြိုင်ကင်းကစားရတာကိုအကြိုက်ဆုံးပဲဖြစ်ပါလေ။အယုတ်ဆိုင်မှာအလုပ်ဆင်းပြီးတဲ့အခါတိုင်းရော်နီဟာကားပြိုင်တဲ့ကင်းဆက်မှာပဲရှိနေလေရှိပါလေ။ဘယ်သူမှမသိထားလာကြတော့သူဟာဂျပန်မှာ e-sport ကားပြိုင်ပွဲတွေမှာချန်ပီယံတယောက်ဖြစ်နေခဲ့တာပါ။ဒါပေမဲ့နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာဝင်ပြိုင်ဖို့အတွက်သူ့စီမှာအတင်းတင်းလိုအပ်နေခဲ့ပါလေ။ အယုတ်ဆိုင်ပိုင်ရှင်ကျွန်ကရော်နီကိုကောင်းကောင်းစောင့်ရှောက်ပေးပြီးတော့အလုတ်ကိစ္စဒီမှာကူညီလေးရှိပါရင်သူကလည်းရော်နီဟာကားပြိုင်ဂိမ်းမှာကျွမ်းကျင်လွန်းတာကိုတီးပါရင်သူကတော့ရော်နီကိုဂျပန်ကနာမည်ကြီးဒရက်တင်ကလပ်ဖြစ်တဲ့အလိုက်ဒရက်ကလပ်ရဲ့ပိုင်ရှင်ဂျင်းနီနဲ့မိတ်ဆက်ပေးဖို့စဉ်းစားလိုက်ပါရင်ဒီကလပ်ကလေးစားခံရပြီးတော့ထိတ်တန့်ရင်မောင်းနေလည်းရှိပါရင်သူတို့အထက်မှာပိုင်ရှင်ဖြစ်တဲ့တိုနီကလည်းပေါ်ပါရင် ကလပ်မှာဆိုရင်ရိုမန်ဆွဲနာမည်ကြီးဆက်ပြင်းစရာလည်းရှိပါရင်းဆိုတာတခုကတော့တိုနီဟာမတော်ဆမှုတခုကြောင့်အငိမ့်စားယူလိုက်ရပြီးကလပ်ကအရင်မှအတိတ်တယောက်ရှာနေတဲ့အချိန်လေးဖြစ်ပါရင်းရိုနီကတဟ e-sport အသင်းတစ်သင်းမှာဝင်ရောက်ဖို့အတွက်အခွင့်ရေးလို့ထင်ပြီးတော့ကံလန်ချက်ကိုမဆိုင်မတွက်လက်ခံလိုက်ပါရင်းဂျင်းနီကအရင်ကိုပျော်သွားခဲ့ပြီးတော့သူ့ကိုဂျန်နဲ့အသင်းသားဝင်နဲ့မိတ်ဆက်ပေးဖို့ခေါ်တော့ပါရင်းသူတို့ရောက်တဲ့အခါမှာရိုနီကသူ့ကိုယ်သူကားပြန်ကွင်းတစ်ခုမှာတွေ့ရတာကိုအံ့ဩတွားခဲ့ပါရင်း ဂျင်းနီရှင်းပြပြီးတဲ့အခါမှာတော့သူထင်ထားတယ်လို့မျိုးဂိမ်းတစ်ခုကစားရမှာမဟုတ်ပဲနဲ့ကာအစစ်ကိုမောင်းရမယ်အခွင့်အရေးဖြစ်တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါပြီဂျင်းနီကရော်နီရဲ့ဒရက်တင်ကျွမ်းကျင်မှုကိုကြည့်ရှင်ပေမဲ့ပြဿနာကရော်နီဟာတကယ်ကာအစစ်ကိုတခါမှမမောင်းဖူးတည်ပေါင်းဒရက်တင်အကြောင်းကိုပို့ပြီးမသိပေါင်းနောက်ဆုံးမှာတော့ဂျင်းနီကဘယ်လိုလုပ်ရမှာလဲဆိုတာကိုတင်ပြပေးပါပြီခရီးတဲ့အတိုင်းကိုမှထိုင်နေခဲ့တဲ့ရော်နီကဒီအချိန်ဟာသူ့ရဲ့ပရမဆုံး တကယ်ပြိုင်ကားထဲမှာစီးပူးတာဖြစ်လို့တန့်တော်ဖြစ်သွားခဲ့ပါရင်ပြီးတော့ဂျင်းဒီကသူ့ကိုကရိုင်းစ조사ကြည့်ဖို့ပြောပါရင်စိတ်လှုပ်ရှားနေခဲ့ပေမဲ့ရော်နီဟာ조사ကြည့်ဖို့ဆုံးဖြတ်လိုက်ပါရင်ပထမတော့သူကတာမန်လမ်းပေါ်ကကားမောင်းတယ်လို့ပဲမောင်းပါရင်ဂျင်းဒီကသူ့ကိုတန်တရားဖြစ်စာပြုလာခဲ့ပေမဲ့ရော်နီဟာနောက်တစ်ကြိမ်အခွင့်အရေးတောင်းလိုက်ပါရင် ူဒရင်တင်လုပ်ဖို့အတွက်စ조사တဲ့အခါမှာတော့အကြိမ်ကြိမ်အခက်ခါအမားယွန်းနဲ့လုံးမိပေမဲ့အကြိမ်ပေါင်းများစွာ조사ပြီးရနောက်နောက်ဆုံးမှဆိုတော့နီလန်းကိုတိသွားခဲ့ပါပြီးဂျင်းနီကရော်နီရဲ့အမြန်ဆန်တဲ့တိုးတက်မှုကိုအံ့အားသင့်သွားခဲ့ပါပြီးသူကချက်ချင်းပဲရော်နီကိုကလပ်ယုံချုပ်အားခေါ်သွားခဲ့ပြီးတော့အသင်းသားဝင်နဲ့မိတ်ဆက်ပေးဖို့ဖိတ်ခေါ်လိုက်ပါပြီးပိုင်ရှင်ဖြစ်တဲ့တိုနီဟာအလုံးယုံမှအသင်းရဲ့ရင်မောင်းဖြစ်တဲ့ကင်နဲ့စကားပြောပါပြီးကင်ကအသင်းများစွာရဲ့စိတ်ဝင်စားခြင်းခံရတဲ့လူဖြစ်ပြီး မာနထောင်လွားနေခဲ့ပါပြီသူကတိုနီကိုလဆာအမကြီးတောင်းလိုက်ပါပြီဒီအရာကတိုနီကိုတရားထွက်သွားစေခဲ့ပါပြီအကြောင်းကတော့သူရဲ့အသင်းဟာငွေကြေးအခက်အခဲနဲ့ရုန်းကန်နေရတာပါဂျင်းနီကလည်းကင်မြအပြုတ်မှုကိုစိတ်ဆိုးသွားခဲ့ပြီးတော့သူရဲ့အသင်းမှာယင်မအစ်တတယောက်ရှာပြီးပြီလို့လင်းလင်းမြန်ပြောကသူ့ကိုထွက်သွားခိုင်းလိုက်ပါပြီဒါပေမဲ့တိုနီကဂျင်းနီခေါ်လာတဲ့လူဟာဗီဒီယိုဂိမ်းကစားတဲ့ရော်နီဖြစ်နေတာကိုသိသွားပြီးတော့သူ့တို့ရထွက်ပြီးရော်နီကိုခေါ်ယူဖို့က မိုက်မဲတဲ့အကျန်းစီပဲလို့ထင်သွားပါရီသူကတကယ်ပြိုင်ပွဲမှာတခါမှမပြိုင်ဘူးတဲ့တက်တိစတယောက်ကသူရဲ့အသင်းမှာဝင်ပါနိုင်မယ်လို့မထင်ပါဘူးဂျင်းနီကတော့သူ့ရဲ့အဖေဖြစ်တဲ့တိုနီဟာရော်နီကိုငင်းပယ်လိုက်တာကြားရတော့စိတ်ဓာတ်ကျသွားခဲ့ပါရီရော်နီကတိုနီပြောတာဝေကိုကြားပြီးတော့သူ့ရဲ့ကျွမ်းကျင်မှုကိုတိုနီအရှိမှပြရှင်တဲ့စိတ်ပေါ်လာပါရီအစပိုင်းမှာတိုနီကတဘောမတူရပေမဲ့အသင်းရဲ့အစွမ်းထက်တဲ့ဆက်ပြင်းစရာဖြစ်တဲ့ရိုမန်ကရော်နီကိုအခွင့်အရေးတစ်ခုပေးဖို့တိုနီကိုပြောလိုက်ပြီး ်ဖြောင်းဖြပေးခဲ့ပါရင်တချို့သောဖြောင်းဖြမှု၏လှုပ်ပြီးအနောက်ပိုင်းတိုနီကနောက်ဆုံးမှတဘောတူလဲပါပြီးသူကရော်နီကိုရူမန်ရဲ့ပြင်ဆင်ထားမှုနဲ့ဂျင်းနီအကားကိုအတုံးပြုခွင့်ပေးလဲပါရင်ရော်နီကသူ့ကိုယ်သူပြင်ဆင်ထားတာတေချာစေဖို့ဂိမ်းဆက်အပေါ်မှာလေ့ကျင့်ထားခဲ့ပါရင်နောက်တနေ့မှာလူအိုင်းဆန်းတမ်းမှုအတွက်ကားပြန်ကွင်းမှာစုစည်းကြပါပြီးဘာမှမမျှော်လင့်ထားတဲ့အချိန်မှာဒီလူတယောက်ရောက်လာခဲ့ပါရင်သူ့ရဲ့နာမည်ကရှိုင်းဖြစ်ပြီးတော့သူဟာ၃ချိန်တတိုင်ဒရစ်တင်ချန်ပီယံဖြစ်ပါရင်သူကလည်းမတော်ဆမှုဖြစ်တော့ကသူနည်းနဲ့အတူကားပြန်ခဲ့တဲ့လူပါ တိုနီဟာရော်နီကိုတကယ့်ဘဝအထက်ကဒရစ်တင်ဟာ ဂိမ်းထဲကထပ်ပူခက်တဲ့အကြောင်းတက်တည်ပြဖို့ရှိုင်းကိုခေါ်လာခဲ့ပါရင်းပုံမှန်အတိုင်းပဲရော်နီကိုခရီးတဲ့ထိုင်ကိုမှထိုင်ဖို့ပြောထားခဲ့ပါရင်းဒါပေမဲ့ဒီတစ်ခါမှဆိုတော့ဂျင်းဒီအစာရှိုင်းနဲ့အတူဖြစ်သွားခဲ့ပါပြီးရှိုင်းရဲ့ကားမောင်းပုံကပို့ပြီးတော့ယူတုတ်စမ်းကြဲပါရင်းသူကအကွေ့မှလည်းကြင်ကြန်တန်ကွေ့ပြီးတော့အရန်ကိုမြင်မြန်ဆန်မောင်းတဲ့အခါမှာရော်နီကသူ့ကိုယ်သူလွင့်ပြတ်နေတယ်လို့မျိုးခံစားနေရပါရင်းအန်ရှင်တယ်လို့မျိုးခံစားရပေမဲ့ရော်နီကတော့ရှိုင်းရဲ့လှုပ်ရှားမှုတိုင်းကိုတေရှာအကဲခတ်နေခဲ့ပါရင်းရော်နီကို၆လက်စီဖို့အတွက်တိုနီရဲ့အကြံစီကအလုပ်ဖြစ်သွားခဲ့ပါပြီး ရော်နီအန်ဒေါ်မလိုဖြစ်နေခဲ့ပြီးလူဝိုင်းကသူ့အနေနဲ့လက်လျှော့လိုက်မယ်လို့ထင်ထားခဲ့ပေမဲ့သူကသူတို့ကိုအံ့အားသင့်သွားစေခဲ့ပါရင်အဲ့ဒီအရာကတော့စမ်းတပ်ဖို့အတွက်ဆက်လက်လှုံ့ဆော်ရှင်တဲ့အကြောင်းဖြစ်ပါရင်အပြင်ပိုင်းမှာကြောက်ရွံ့နေပုံရပေမဲ့ရော်နီဟာစ조사ဖို့စိတ်ပိုင်းဖြတ်ထားစေဖြစ်ပြီးသူ့ရဲ့ခေါင်းထဲမှာအရာအလုံးကိုစီးဆင်းနေစေပဲဖြစ်ပါရင်ရော်နီကကားမောင်းဖို့အတွက်နေရာယူလိုက်ပြီးတော့အစအပိုင်းမှာဘက်တုကိုမှမစွဲဆောင်နိုင်ခဲ့ပါဘူးဒါပေမဲ့မကြာခင်မှာသူကလူဝိုင်းကို မင်သက်စီတဲ့တကယ်အံ့ဩဖွယ်ရာဒရစ်တင်ကွက်တွေကိုထုတ်ပြလိုက်ပါရင်ရော်နီဟာသူ့ရဲ့စန့်ကျင်ဘက်တွေရဲ့အလှရှာမှုကိုအမြန်ဆုံးသတိပြုမိပြီးတော့သူ့ပသိမ်းယူနိုင်တဲ့အရေးရှင်ရှိတဲ့စွာကိုဖော်ပြလိုက်ပါရင်သူကကားပြိုင်တာဟာသူ့အတွက်တော့တဘဝတရားလိုဖြစ်တဲ့အတွက်အခြေအနေပေါ်မူတည်ပြီးလင်းမြစွာလိုက်လျောညှိထွေပြုတ်လုနိုင်ပါရင်ရှိုင်းဟာရော်နီယာပါရမီကိုရဘောကြောင့်တားခဲ့ပြီးနှခစင်းစားမနေတော့ဘဲနဲ့ပြန်ပွဲထဲခုံစင်းခဲ့ပါရင် သူကကွေ့တိုင်းမှာရော်နီကိုဖိအားပေးသွန်းတင်ခဲ့ပြီးတော့သူ့ကိုစိတ်ဓာတ်ကျစေဖို့ကြိုးစားခဲ့ပေမဲ့ရော်နီကဖိဖိရှင်းနဲ့ချချောမွေအာယုံဆိုင်မှုအပြည့်နဲ့ပဲယုံကြည်ချက်ရှိရှိကာမောင်းနေခဲ့ပါရင်အဲ့ဒီငါအတင်းကရော်နီကိုကြိုးဆိုဖို့အတွက်ပါတီလေးတခုစီစဉ်ခဲ့ပါရင်တဟာတိုနီကသူ့ရဲ့ကျွမ်းကျင်မှုကိုအတိအမှတ်ပြုတဲ့ပထမဆုံးအချိန်မှာချက်ချင်းပဲရော်နီဟာသူ့ကိုယ်တူမီတာစုအသစ်တစ်ခုရဲ့စိတ်အပိုင်းတစ်ခုလိုမျိုးခံစားလဲရပါရင်သူဟာသူ့ကိုယ်လက်ခံခဲ့တဲ့အသင်းအတွက်တကယ်ကိုကျေးဇူးတင်ခဲ့ပါရင်နောက်တနေ့မှာရော်နီကကြီးမားတဲ့အပြိုင်ပွဲအတွက် သူ့ရဲ့ခန္ဓာကိုယ်ကိုပြင်ဆင်စပြုပါရင်းရိုမန်ကကားကိုအပြင်အစင်နဲ့ပြုလုပ်ခဲ့ပြီးတော့တိုနီကရော်နီကိုတကယ်ကားပြန်ကွေးမှရောဂိမ်းဆက်မှာပါလေ့ကျင့်ပေးခဲ့ပါရင်းအတင်းကလူဝိုင်းဟာသူ့ရဲ့ရည်မှန်ချက်တွေရောက်ရှိဖို့အတွက်ကြိုးစားလုပ်ကိုင်ခဲ့ကြပါရင်းလေ့ကျင့်မှုရဲ့အခက်အခဲဆုံးအပိုင်းကနောက်မှရှိနေတဲ့ပါရင်ရော်နီဟာဒရစ်တင်ရဲ့တေရှာတိကျတဲ့နီးပညာတစ်ခုကိုကျွမ်းကျင်စွာလှုပ်ဆောင်ရမှာဖြစ်ပြီးတော့ဒါဟာဒရစ်တင်ကျွမ်းကျင်မှုအကဲဖြတ်ရှင်းအတွက်အရန်ကိုအရေးကြီးပါရင်အစပိုင်းမှာရော်နီကအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ပါရင် ဒါပေမဲ့အရေးရာကိုမင်းမြန်ဆန်းတင်ယူနိုင်တဲ့သူ့ရဲ့အရေးရှင်ကိုစိတ်ပါလက်ပါစ조사အသုံးချတဲ့အတွက်သူဟာနီးပညာကိုစတင်ပိုင်နိုင်လာခဲ့ပြီးလူအိုင်းကိုစိတ်ကျေနပ်စေခဲ့ပါပြီးသူကလေ့ကျင့်မှုကိုတည့်ရက်ထဲနဲ့အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီးအရာအလုံးအတွက်အစဉ်သင့်ဖြစ်ပြီးရနောက်ရော်နီဟာနောက်ဆုံးမှာတော့သူ့ရဲ့အကြီးမားဆုံးစင်ခေါ်မှုဖြစ်တဲ့တကယ့်လမ်းပေါ်မှာကားပြိုင်ဖို့အစဉ်သင့်ဖြစ်သွားခဲ့ပါပြီးဒီစမ်းသပ်မှုဟာကောက်ကွေ့နေတဲ့တောင်တန်းပေါ်ကလမ်းမှာပြုတ်လုပ်ခဲ့ပြီးတော့သူ့ရဲ့စိတ်ပိုင်းဆရာနဲ့ယုံပိုင်းဆရာစွမ်းရည်ကို စံတန်ဖို့အတွက်ရည်ရွယ်ထားပါတယ်။သူဟာတင်ယူခဲ့ရတဲ့နည်းပညာအလုံးကိုစံတန်ခဲ့ပါတယ်။အသင်းရဲ့အဓိကကားဖြစ်တဲ့ Nissan Silvia F50 ကိုယုံကြည်စိတ်ချရတဲ့စက်ပြင်စရာ Roman ကနောက်ဆုံးမှာအပြင်အစင်တွေပြီးအောင်လှုပ်ဆောင်နိုင်ခဲ့ပါပြီ။ ကကနောက်ဆုံးမှာတော့အသုံးပြုဖို့အဆင်သင့်ဖြစ်သွားခဲ့ပြီးတော့အသင်းကသူတို့ပါဝင်ရှင်နေတဲ့ကြီးမားတဲ့ပွဲကြီးဖြစ်တဲ့ Great Challenge Cup ပြိုင်ပွဲမှာရှင်ပြိုင်ဖို့အဆင်သင့်ဖြစ်သွားခဲ့ပါပြီဒီတော်နမန့်ပြိုင်ပွဲမှာကျွမ်းကျင်တဲ့လူငယ်ပြိုင်ကားမောင်းတမောင်းဝေပါဝင်ပြီးတော့ MVP မှာအမတ်အများဆုံးရတဲ့သူကို International Great Championship ပြိုင်ပွဲစီဖိတ်ကြမှာပါ Ronnie ကပွဲထဲမှာပါဝင်ပါပြီဒါပေမဲ့ Kim ကလည်းပါပါပြီသူကချမ်းသာကြွားတဲ့ Dream Team ကလပ်တစ်ခုကိုကိုစားပြုပြီးတော့ထိတ်ဆုံးရောက်ဖို့အတွက်အလွဲတကူပိုက်ဆံသုံးဆွဲပြီးလှုပ်လို့ရမယ့်အတင်မှာ ရော်နီကသူ့ရဲ့ကားပြန်ကျွမ်းကျင်မှုကိုတကယ်ပြသနေတာဖြစ်ပြီးတော့လူဝင်ဟာဒီပြိုင်ပွဲဝင်နေရအောင်အကြောင်းကိုအတော်ကလေးစိတ်ဝင်စားနေကြပါရင် တယောက်ကတော့ယခင်ကငွေဝဲသူများ drifting ပြိုင်ပွဲရဲ့ champion ဖြစ်တဲ့ game နောက်တစ်ယောက်ကတော့တကယ် drifting ကိုပထမဆုံးအကြိမ်စမ်းတက်နေတဲ့ဂျပန်ရဲ့ကားပြိုင်ဂိမ်း champion ဖြစ်တဲ့ Ronnie ဖြစ်ပါရင်လူဝိုင်းကတော့ကားပြိုင်ကွဲအပေါ်မှာဘတူကအသာစီရမလဲဆိုတော့ကိုစိတ်လုံရှားစွာနဲ့ကြည်နေကြပါရင်ဒီရှေ့ရောက်ပတ်ပတ်လေးမှာဆိုရင် Ronnie က game ကိုရှင်းပြန်ခဲ့ပါရင်ပြိုင်ပွဲကိုလည်းအပိုင်းနှစ်ပိုင်းခွဲထားပြီးတော့ပြိုင်ပွဲအပိုင်းတစ်ခုစီမှာသူတို့ကနေရာချင်းလဲလေကြရမှာပါပထမအပိုင်းမှာ Ronnie ကအရှိဆုံးမှဦးဆောင်ပြီး game က သူ့အနောက်မှာလိုက်ပါရင်ရော်နီကသူ့ရဲ့ကားပြန်ကျွမ်းကျင်မှုကိုတကယ်ပြသနေခဲ့ပြီးတော့ကားပြန်ကွင်းတစ်လျှောက်ချောမေးစွန်နဲ့လဲပတ်နေခဲ့ပါရင်ဒိုင်ဝင်နဲ့ပွဲကျင်ရသူ့ရဲ့ကသူ့ရဲ့စွမ်းဆောင်ရည်ကိုတကယ်တော့ကြားနေကြပါပြီးတစ်ချိန်တည်းမှာပဲကင်ကရော်နီရဲ့ကျွမ်းကျင်မှုကိုလိုက်မမိတဲ့အတွက်စိတ်ဆိုးမှန်ဆိုးဖြစ်လာခဲ့ပါရင်ဒုတိယအပိုင်းမှာဆိုတော့ကင်ကရှေ့ဆုံးမှဥဆောင်တူဖြစ်ပါရင် သူကနောက်ဆုံးတော့ဘာမှမပြောဘဲရုတ်တရက် break ကိုပြင်းထန်စွာနှင်းလိုက်တဲ့ကစားကွက်တစ်ခုကိုအတုံးချခဲ့ပါပြီးဒါကရော်နီကိုအာအသင့်စေခဲ့ပြီးတော့သူကလည်းအရှင်လျှော့ချခဲ့ပါပြီးရော်နီက live ဖို့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာထိန်းချုပ်မှုဆုံးရှုံးသွားခဲ့ပြီးတော့ကားက short သွားခဲ့ပါပြီးသူကအကာအယံကိုမဝင်တိုက်မိခဲ့ပေမဲ့သူ့ရဲ့ပြိုင်ပွဲကိုရပ်တန့်လိုက်ရပါပြီးဒါကရော်နီရဲ့တကယ့် dreading ပြိုင်ပွဲမှာပထမဆုံးအကြိမ်ပါဝင်ရှင်ဖြစ်ပြီးတော့သူဟာဒီလိုမျိုးညှက်ပတ်တဲ့နီးပြူဟာဝေးကိုအတုံးပြူလာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး သူကသူ့ကိုယ်သူစိတ်ပြက်ခဲ့ပေမဲ့သူ့ရဲ့အသင်းကတော့သူ့ကိုအားပေးကူညီခဲ့ပါရင်းရော်နီကသူ့ရဲ့ရှုံးနေမှုကြောင့်စိတ်သက်ချခဲ့ပေမဲ့နောက်ပိုင်းအီမီတဆောင်ရရှိခဲ့ပါရင်းသူအမြဲတမ်းဝင်ရှင်နေခဲ့တဲ့ e-sport ကားပြက်အသင်းဝင်ခွင့်ရသွားခဲ့ပါပြီဂျင်နီကမတော်စာအဲ့ဒီအချက်ကိုတွေ့သွားခဲ့ပြီးတော့စိတ်ရှင်းမတူဖြစ်သွားခဲ့ပါရင်းသူကရော်နီကိုသူ့ရဲ့အသင်းမှာဆက်ပြီးရှိစေရှင်ပေမဲ့ရော်နီရဲ့ pro e-sport အားကစားသမားဖြစ်ရမယ်ဆိုရင်အိမ်မက်ထားအရန်ကိုကြီးမားပြီးဒီအခွင့်အရေးကသူ့ရဲ့အကြီးမားဆုံးအခွင့်အရေးဖြစ်တယ်ဆိုတာကိုလည်းတည်နေပါရင်း ရော်နီကခက်ခဲတဲ့အနေအထားမှာရှိနေခဲ့ပါပြီးမနေ့ကပြိုင်ပွဲမှာဒုက္ခရောက်လို့နေပါဖြစ်ခဲ့တာကြောင့်သူဟာကားပြန်တဲ့ကိုဆက်လို့တင်မလို့တင်စဉ်းစားနေခဲ့ပါပြီးသူကသူ့ကိုယ်သူအရှုံးဓမ္မလို့ခံစားနေရပြီးတော့ကောင်းကောင်းမလုပ်နိုင်ဘူးလို့ခံစားနေရပါပြီးဒါပေမဲ့သူနီကလာပြီးတော့ကြောက်နေတာကပြဿနာမရှိတဲ့အကြောင်းပြောပြပါပြီးအရေးကြီးတာကသူအဲ့ဒီကြောက်စိတ်နဲ့ဘယ်လိုမျိုးရင်ဆိုင်တယ်လဲဆိုတာပဲဖြစ်တဲ့အကြောင်းနဲ့ဒီအရာကအောင်မြင်မှုရဲ့တော့ချက်ဖြစ်တဲ့အကြောင်းပြောပြခဲ့ပါရင်ရော်နီအတွက်ကံကောင်းတာကသူဟာနောက်ဆုံးပြိုင်ပွဲမှာ AVB စုကိုစုကူးနိုင်ခဲ့ပြီးတော့ဂျပန်နိုင်ငံမှာကျင်းပတဲ့အဆင့်မြင့်ဆုံးနိုင်ငံတကာဒရစ်တင်ပြိုင်ပွဲကိုဖိတ်ကြားခံခဲ့ပါပြီဒီတော်နာမန့်ကပျော်ရွှင်စရာအလျှော့တင်ပွဲတစ်ခုမဟုတ်ပါဘူးနိုင်ငံအတတီကထိတ်တန့်ကားမောင်းတမအားလုံးဒီနေရာမှာရှိနေကြပါပြီသူတို့အထက်မှာ၃နှစ်ဆက်တိုက်ချန်ပီယံဖြစ်တဲ့ဆိုင်းကလေးပါပါရင်တော်နာမန့်ပွဲစတင်တာနဲ့လူပိုင်းဟာရော်နီကအမတီရှာမီရတယ်လို့ဖြစ်နေခဲ့ပြီးစိတ်ပစ္စည်းမှုတွေနဲ့လေးလံနေတာကိုတွေ့ကြပါပြီသူကသူ့ကိုယ်သူစုစည်းနိုင်ဖို့ခဏတာအချိန်ယူခဲ့ပါပြီဆိုင်းကသူ့ရဲ့ခံစားချက်ကိုတတိထားမိပြီးတော့ သူ့ကိုမတ်ချက်မပေးပဲမနေနိုင်ခဲ့ပါဘူးသူကရော်နီလိုမျိုးပါရမီရှင်တယောက်ဟာရှုံးမကိုမကြောက်သင့်ပါဘူးလို့ပြောခဲ့ပါရင်ဇွိပူပန်နေတာကနားလည်နိုင်ပေမဲ့အရေးကြီးတာကတော့ကြောက်စိတ်ရှိနေပေမဲ့လည်းအရှိကိုဆက်ပြီးတော့တွန်းတင်ဖို့လှုံ့ဆော်ဖို့ပဲဖြစ်ပါရင်ရော်နီကအဲ့ဒီစကားဝေဟာသူ့ကိုအတော်ကလေးရိုက်ခတ်သွားတယ်လို့မျိုးခံစားခဲ့ပါရင်သူ့ကိုတကယ်စိတ်လုံရှားစေခဲ့ပါပြီဖြစ်ဖြစ်ရှင်းတဲ့တေးရှားစွာပဲသူ့ရဲ့ယုံကြည်ချက်ဟာပြန်လာခဲ့ပါရင်ဒါကသူ့ကိုကားပြိုင်ပွဲမှာအောင်မြင်ဖို့အတွက်ကြွမ်းကျင်မှုတစ်ခုထဲထက်ပိုပြီးလိုအပ်တာကိုတိလာစေခဲ့ပါပြီ သူ့ရဲ့လမ်းခေမှာကြုံလာရမဲ့ဘယ်စင်ခွန်မှုကိုမစိုးရင်ဆိုင်ဖို့သူ့စီမှာခိုင်မာတဲ့ဆုံးဖြတ်ချက်လဲလိုအပ်ပါရီဒေါနီကစိတ်လှုပ်ရှားနေခဲ့ပြီးတော့သူ့ရဲ့ကြွမ်းကျင်မှုကိုကပ္ပအားပြဖို့အစဉ်တစ်ဖြစ်ပါပြီးတော်နာမန်မှာသူ့ရဲ့ပထမဆုံးပြိုင်ပွဲကနိုင်ငံတကာချန်ပီယံရှစ်ဒီမှာပါဝင်ဖူးတဲ့ဒွိတင်လောကမှာနာမည်ကြီးတယောက်နဲ့ရင်ဆိုင်ရမှာပါဒါဟာလွယ်ကူမဲ့ပွဲတစ်ခုမဟုတ်ဘူးဆိုတာကိုသိပေမဲ့ပထမပိုင်းမှာသူကဦးဆောင်နိုင်ခဲ့ပါရီ သူ့ရဲ့စန်းကျင်ဘက်ဟာသူ့ရဲ့အနောက်မှာတကက်ကက်လိုက်နေခဲ့ပေမဲ့ရော်နီကရောအယံကိုမလောခဲ့ပါဘူးသူကတင်ယူခဲ့တဲ့အကြံဉာဏ်နဲ့နီလန်အားလုံးကိုသတိရပြီးပြင်းထန်တဲ့ဖိအားမှပဲကိုယ့်တိုင်းမှာတင်ငင်စွာနဲ့ဖြည်းဖြည်းမောင်းနေနိုင်ခဲ့ပါပြီပထမပိုင်းမှာ၄ရောင်လုံးကအမတ်တူနေခဲ့ပေမဲ့ရော်နီဟာသူ့ငယ်ရွယ်ပြီးလက်တစ်တရောင်အနေနဲ့မကြမီကမှစတင်ခဲ့ပေမဲ့လည်းသူဟာပိုအတွေ့အကြုံရှိတဲ့ပြိုင်ဖက်ကိုခက်ခဲတဲ့ပြိုင်ပွဲတစ်ခုဖန်တီးပေးနိုင်ခဲ့တဲ့ကြောင့်တက်တည်ပြခဲ့ပါပြီလူဝိုင်းကကြည့်နေကြပြီးတော့ဒုတိယပိုင်းမှာအနိုင်ရတဲ့သူကိုဆုံးဖြတ်တော့မှာပါ ရော်နီရဲ့ပြင်းထန်တဲ့ဖိအားအောက်မှာပဲထူးချွန်တဲ့ဆွမ်းဆောင်ရည်ကဒိုင်းနီကိုအံ့အားသင့်စေခဲ့ပါပြီးနောက်ဆုံးမှာတော့သူကရမတ်ပူပူများများရရှိခဲ့ပြီးနောက်တစ်ဆင့်ကိုတက်လန်းခဲ့ပါပြီးကွာတာဖိုင်နယ်မှာဆိုရင်ရော်နီကအိုင်ကွန်နဲ့ဖြစ်တဲ့ကာဒစီကိုမောင်းပြီးတော့ဂျပန်နဲ့ကမ္ဘာစစ်ခွန်အပေါ်မှာချန်ပီယံဆုတွေအများကြီးရရှိထားတဲ့အတွေ့အကြုံရင့်လွတ်တဲ့ပြိုင်ကမောင်းတမနဲ့ရင်ဆိုင်ရမှာပါဒါပေမဲ့သူမကြောက်ခဲ့ပါဘူးသူကပြပြရှင်းနဲ့သူ့ရဲ့အကောင်ဆုံးကျွမ်းကျင်မှုကိုပြသဖို့ပဲလိုအပ်ခဲ့ပါပြီး ဒီနေပဲမှာအသည့်ဖြစ်နေပေမဲ့ Ronnie က Pro ပြိုင်ကမောင်းမောင်းဝီကိုတကယ်ချွေးပြန်စေခဲ့ပါရင်သူကကားကိုထိတ်တန်းပုံစံတခင်တရားလိုမျိုးစွန့်ဖို့မောင်းနိုင်ခဲ့ပါရင်ဒါဟာသူ့ဗီဒီယိုဂိမ်းလောက်ပဲကစားပြီးတော့အလွဲတကူအောင်မြင်တာနဲ့တူညီနေခဲ့ပါရင်နောက်ဆုံးသူ့ရဲ့ပြန်ဖက်က Ronnie ရဲ့ချုံးမွေပြီးတည်ရင်နဲ့ကားမောင်းနီးရဲ့ဖိအားကြောင့်ပြုတ်ကွဲသွားခဲ့ပါရင် Champion ဖြစ်တဲ့ Shine ဟာနောက်ထပ်တစ်ကြိမ်ဘိုလူပွဲကိုရောက်ရှိသွားခဲ့ပါပြီးတစ်ဖက်မှာတော့ Ronnie ကလည်းဘိုလူပွဲရောက်ရှိဖို့ Kim ကိုတိုက်ခိုက်ဖို့လိုအပ်နေခဲ့ပါရင်ဒါဟာ Ronnie အတွက်ကြီးမားတဲ့စံတမ်းမှုပါလူပိုင်းကသူဟာ သူ့ရဲ့နောက်ဆုံးရှုံးနေမှုကနေဘယ်လိုမျိုးပြန်လဲထူထောင်လာမှလဲဆိုတာကိုကြည့်နေကြပါရင်ပထမပိုင်းမှာရော်နီကအနောက်မှာကြံခဲ့ပါရင်သူထင်သားတယ်လို့ပဲကင်မှာထပ်ပြီးတော့ရုတ်တရက် break ကိုနင်းလိုက်တဲ့ညစ်ပတ်တဲ့ကစားကွက်ကိုထတ်တုံးဖို့ကြိုးစားပါရင်ဒါပေမဲ့ဒီတစ်ခါမှာရော်နီကအဲ့ဒီအရာအတွက်အတင်ဖြစ်နေခဲ့ပြီးတော့ထောင်ချောက်ထဲမှာကြာပါအောင်အဲ့ဒီအစားကင်ကဂတိကောက်ဖြစ်သွားခဲ့ပြီးထိန်းရှုံမှုဆုံးရှုံးသွားကသူ့ရဲ့ကားကိုဘေးတစ်ဖက်စီရှော့သွားစေခဲ့ပါရင် သူ့ရဲ့တာယာကထွက်လာတဲ့မိခိုဟာရော်နီရဲ့အမြင်ကိုခက်ခဲသွားစေခဲ့ပေမဲ့သူကအေးအေးဆေးနေခဲ့ပြီးကင်းကိုကြော်သွားနိုင်ခဲ့ပါပြီရော်နီရဲ့ပထမဆုံးအပိုင်းမှာအနိုင်ရခဲ့တာကသူ့ကိုအကြီးကျယ်ဥဆောင်စေခဲ့ပါပြီကင်းကတော့ဒုတိယအပိုင်းမှာသူ့ရဲ့နေရာကိုထိမ့်သိမ်းမထားနိုင်ခဲ့ပဲရှုံးနေတွားခဲ့ပါပြီရော်နီဘိုလူပွဲကိုရောက်ရှိတွားခဲ့ပြီးတော့ကင်းကသူ့ရဲ့ရှုံးနေမှုရဲ့အကျိုးဆက်တွေကိုခံစားခဲ့ပါပြီသူကအနိုင်မရတဲ့အတွက်ဆက်ပြင်းစရာဝေးအပေါ်စိုးတွန်းခဲ့လို့ကလကနေထုတ်ပယ်ခံလိုက်ရပါပြီဒါဟာသူ့အတွက်ကံတရားပဲဖြစ်ပါပြီ လူဝိုင်းစောင့်မျှော်နေကြတဲ့ကြီးမားတဲ့ဘိုလ်လူပွဲကနောက်ဆုံးတော့ရောက်လာခဲ့ပါပြီဒါကလူတစ်တယောက်ဖြစ်တဲ့ရော်နီနဲ့လွန်ခဲ့တဲ့၃နှစ်အတွင်းရဲ့ချန်ပီယံဖြစ်တဲ့ရှိုင်းကိုရိုင်တို့အကြားရင်ဆိုင်မှုတစ်ခုဖြစ်ပါပြီတိုနီဟာဆက်သွယ်ရေးဆက်ကိုဂျင်နီစီပေးလိုက်ပါပြီဂျင်နီကရော်နီကိုညွန်ကြားဖို့ကြီးမားတဲ့တာဝန်ရှိနေခဲ့ပါပြီရော်နီကစိတ်လှုပ်ရှားနေပြီးတော့ဘိုလ်လူပွဲအတွက်အသင့်ဖြစ်နေခဲ့ပါပြီသူဟာစတဲ့မြင်မှာရက်နေတဲ့အချိန်ရှိုင်းနဲ့ပထမဆုံးတွေ့တဲ့အချိန်ကနေအခုထိရောက်ရှိလာဖို့ကြိုးစားခဲ့ရတဲ့ မေလို့မရတဲ့အလုတ်အလုံးအကြောင်းစဉ်းစားနေမိပါရင်ဘလူဘွဲကရိုးရိုးကားပြိုင်ပွဲတစ်ခုထက်ကိုပိုပါရင်ဒါကသူဟာဘယ်လိုလူစားလဲဆိုတာကိုပြဖို့ဖြစ်ပါရင်ပရိတ်တတ်တွေနဲ့အတိုင်းအလုံးကဘာဝင်ဖြစ်လာမှလဲဆိုတာကိုစိတ်လုံရှားနေပါပြီပြိုင်ပွဲကနောက်ဆုံးမှစတင်ပြီးရော်နီဟာပရမလန်เจ้าမှယုံကြည်ချက်အပြည့်နဲ့ဦးဆောင်မှုကိုရယူခဲ့ပါရင် သူကတောင်းတိုင်းကိုကျွမ်းကျင်စွာပတ်နေခဲ့ပြီးတော့ရှိုင်းကတောင်းလျှောက်တွေ့ရနောက်မှာနီကတ်စွာလိုင်းနေခဲ့ပြီးမီလူနီပါဖြစ်ခဲ့ပါပြီးအစကတည်းကတင်းမာမှုဟာထိတ်ဆုံးကိုရောက်နေခဲ့ပါပြီးကာကွယ်ထားတဲ့ချန်ပီယံတယောက်ရဲ့ကျွမ်းကျင်မှုတွေရှိပေမဲ့လည်းရော်နီကဒီဖေရှင်နဲ့လိုင်းနေခဲ့ပါပြီးဒါပေမဲ့နောက်ဆုံးမှာတော့ရှိုင်းကပထမဆုံးအပိုင်းမှာအနိုင်ရသွားခဲ့ပါပြီးဒုတိယအပိုင်းမှာရော်နီကရှိုင်းရဲ့အမတ်ကိုလိုက်မိဖို့လိုအပ်ပါပြီးပြိုင်ပွဲစတဲ့အခါမှာရှိုင်းကထွက်သွားခဲ့ပေမဲ့ရော်နီက သူ့နဲ့လိုက်မိအောင်မောင်းနေနိုင်ခဲ့ပါ ರೀ သူကလမ်းကြောင်းကိုလည်းခန့်မှန်းပြီးတော့ထိုးထွင်းပြီးလည်းလှုပ်ရှားမှုကိုလှုပ်ဆောင်ခဲ့ပါ ರೀ လူတစ်တယောက်ကပရိုဝေနဲ့လိုက်မိအောင်လှုပ်နိုင်တာကိုပရိတ်သတ်တွေကတော့အံ့ဩနေခဲ့ပါပြီရော်နီနောက်ဆုံးမှာဒုတိယအပိုင်းကိုအနိုင်ရသွားခဲ့ပါ ರೀ လူဝိုင်းကသူဟာအသွေးကြုံရင်းနဲ့ပြန်ကောင်းမောင်းတမောင်းရီလောက်ကောင်းမွန်နေစွာကိုတဘောပေါက်သွားကြပါ ರೀ ဘတူးကမှဒီတူနာမန့်မှာအခုလိုမျိုးလှုပ်နိုင်လိမ့်မယ်လို့မမျှော်လင့်ထားကြပေမဲ့အနိုင်ရသူကိုဆုံးဖြတ်ဖို့ရောက်လာခဲ့ပါပြီလူဝိုင်းကဒီပွဲကိုကြည့်ဖို့အတွက်ညအထိနေခဲ့ကြပါ ರೀ ရော်နီနဲ့ရှိုင်းတို့အားလုံးအတင့်ဖြစ်နေကြပါပြီ။ပြိုင်ပွဲဝင်တွေကလက်တက်ပဲဖြစ်ဖြစ်ကာကွယ်ထားတဲ့ချန်ပီယံပဲဖြစ်ဖြစ်အရေးမကြီးတော့ပါဘူး။လူပိုင်းကအနိုင်ရဖို့ပဲလိုရှင်ကြပါရီ။ပြိုင်ပွဲနောက်ဆုံးမှာစတင်ပါပြီ။ညနေလာပြီဖြစ်ပေမဲ့ရော်နီနဲ့ရှိုင်းတယောက်စလုံးကကားကိုပို့ပြီးတော့မြန်လာအောင်တွန်းအားပေးနေဆဲပဲဖြစ်ပါရီ။ရှိုင်းကပို့ပြီးနီးကပ်လာဖို့ကြိုးစားပြီးအကွေ့အမလည်းကြမ်းကြမ်းကွေ့ကရော်နီကိုဝင်တိုက်လူနေပါဖြစ်ပေမဲ့ရော်နီကအာယုံဆူးဆိုက်ပြီးတော့ကွေ့ကိုပြီးပြည့်စုံစွာနဲ့ကွေ့နိုင်ခဲ့တဲ့အတွက်ရှိုင်းကိုကြော်တက်သွားခဲ့ပါရီ။နောက်ဆုံးမှာရော်နီက ပန်းဝင်မြင်းကိုပထမဆုံးဖျက်တမ်းနိုင်သူဖြစ်ခဲ့ပါပြီ။သူအနိုင်ရရှိရှင်ကိုကြင်ရတဲ့အချိန်မှာပရိတ်သတ်တွေဝမ်းတာအားရဖြစ်ကုန်ပါပြီ။ရော်နီဟာတရားဝင်အဖြစ်ချန်ပီယံအသစ်ဖြစ်သွားခဲ့ပါပြီ။ရှိုင်းကရော့ရှုံးနေခဲ့ပေမဲ့ဒီပြိုင်ပွဲကိုကျင်းပမှုရှိခဲ့ပါပြီ။ရော်နီကသူ့ရဲ့အိမ်မက်ကိုအောင်မြင်စွာရရှိခဲ့တဲ့အတွက်အယံကိုပျော်ရွှင်ခဲ့ပါပြီ။ပြိုင်ပွဲအပြီးရက်အနည်းငယ်ကြာမှာရော်နီကကားပြိုင်လောကကိုစွန့်ခွာပြီးတော့ e-sport အတင်းတင်းမှာပါဝင်ဖို့နိုင်ငံတကာပြိုင်ပွဲတွေမှာရှင်ပြိုင်ဖို့ဆိုရဲသူ့ရဲ့အိမ်မက်အတစ်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့ပါပြီ။ ဒါပေမဲ့သူဟာသူ့ရဲ့အသင်းကိုထားခဲ့ရှင်စိတ်မရှိပါဘူး။ဒါကြောင့်သူဟာသူ့ရဲ့အမားကနေတင်ကန်းစာယူပြီးတော့တိုးတက်လာပြီးဖြစ်တဲ့ကင်ကိုအတင်းထဲပြန်လဲပါဝင်ဖို့တောင်းဆိုခဲ့ပါရင်းဂျင်နီကအစပိုင်းမှာစိတ်ဓာတ်ကျခဲ့ပြီးမဲ့သူမကရော်နီရဲ့ဆုံးဖြတ်ချက်ကိုလက်ခံခဲ့ပြီးသူ့ရဲ့နောက်ဆုံးသောတရင်ချက်လက်တွေကိုနောက်ဆက်တွဲကြည့်ရှုပြီးတော့အဝေးကနေသူ့ကိုအားပေးနေခဲ့ပါရင်းကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။